မင်္ဂလာပါဒီနေ့ကပြောစရာတွေရှိပါတယ်ပြောစရာတွေအများကြီးရှိပါတယ်။ဘာအကြောင်းအရာပါမလဲဆိုရင်ဒီရလေးပေါ့နော်။ comes up comes up to my fn drug duplicity ရဲ့အကြောင်းဒီအကြောင်းအရာလည်းပြန်ပြောပါမယ်။အဲအကြောင်းလည်းပါမယ်။ပြီးတော့မှကျွန်တော်တို့စောင့်မြင်နေတဲ့ပွဲဒီတစ်ပတ်ကြည့်ရမယ်ပွဲပေါ့နော်ဒီမှာပါခင်ဗျအေးမို့ရပွဲ။ အဲမွေရဲ့အကြောင်းပါပါမယ်အဲမွေရဲ့အကြောင်းပါမယ်ပြီးတော့အရေးအကြီးဆုံးအရေးအကြီးဆုံးကတရားပါစောကြောင်ရပွဲစောကြောင်ရပွဲစဉ်လဲပါဝင်နေတာဖြစ်ပါတယ်နော်အဲ့တော့အကေဘယ်နှယောက်ရှိပြီလဲမသိဘူးစလိုက်ကြရအောင်ပထမဦးဆုံးကတော့ကိုအောင်လာပါခင်ဗျကိုအောင်လာကဒီနေ့23ရက်နေ့မှာ သူ့ရဲ့မွေးနေ့ဖြစ်ပါတယ်သူ့ရဲ့အသက်က40ပြည့်သွားပြီဖြစ်ပါတယ်အဲ့တော့ happy birthday ပါလို့သူ့ရဲ့သူ့အတွက်အဆုမွန်ကောင်းမွေးနေ့အဆုမွန်ကောင်းတောင်းပေးခြင်းနဲ့ညီကိုလေးလည်း page မှာရေးပေးလို့ရပါတယ်နော်အဲ့တော့ကျွန်တော်ကိုအောင်လာကိုလည်း mention ခေါ်ပေးထားပါတယ်အဲ့တော့သူလည်းတွေ့ရှိပါဖြစ်ပါတယ်အဲ့တော့ကိုအောင်လာကအသက်40ပြည့်သွားပြီသူ့ရဲ့အချိန်တွေ ဒီ covid နောက်ပိုင်းပေါ့နော် covid အရှိတ်ပိုင်းမှာတော့အဆင်ပြေတယ်သူပွဲတွေခဏခဏရတယ်ကျွန်တော်တို့လည်းကြည်ရတယ်ဒါပေမဲ့အခု covid ဖြစ်ပြီးနောက်ပိုင်းမှာ one championship မှာလည်းဘန်ဒါရဲ့ကိစ္စအရင်ဘန်ဒါရဲ့အကြက်တဲတွေရှိနေတော့ကိုအောင်လောက်ကိုပွဲသိမ့်မပေးတော့ဗျာဟုတ်လားသူ့ရဲ့အချိန်တော်တော်များများကိုပွဲစောင့်ရင်းနေပဲအချိန်ကုန်သွားတာဖြစ်ပါတယ် အခုတော့အသက်40ပြည့်တော့ပါပြီတကယ်လို့သူဆက်ကစားချင်သေးတယ်ဆိုရင်သူကတော့နောက်ဆုံးပွဲလို့ပြောထားပါဘောနော်နောက်ဆုံး one championship မှာနောက်ဆုံးပွဲထိုးတက်မယ်ဆိုပြီးတော့အချိန်ရတာဖြစ်ပါတယ်ဒါပေမဲ့တကယ်လို့သူကစားချင်နေတယ်တခြား promotion တွေမှာကစားချင်တယ်ဆိုရင်တော့နောက်ထပ်2နှစ်3နှစ်လောက်ပဲအချိန်ရှိပါတော့တယ်နော် တကယ်လို့ဟိုဟာပေါ့ပြောမှဆိုရင် exhibition match တွေတော့ထိုးလို့ရပါတယ်ဒါပေမဲ့ professional ပွဲကြတော့နောက်ထပ်2နှစ်3နှစ်လောက်ပဲကစားလို့ရပါတော့မှာဖြစ်ပါတယ်နော်ဒါပေမဲ့ကိုအောင်လာကစိတ်ပူကြမရှိပါဘူးလက်ရှိအချိန်မှာလည်းသူကဒီနီးပြအဖြစ်လှုပ်ဆောင်နေဖြစ်ပါတယ်သူအစီအာဖြစ်တဲ့ဒီ K Club FC ပေါ့နော် Henry Hope စီမှာပဲနီးပြစီအာတယောက်အနေနဲ့အာအလုပ်လုပ်ကင်နေပြီဖြစ်ပါတယ်ဒါတော့တကယ်ကိုအားရတဲ့အချက်ပါ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနောက်ဆုံးတော့ရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ MMA fighter တွေလည်းအများပြားပုံထွန်းလာမှာတေးချနေပါပြီကျွန်တော်တို့မှာတော့အခုကပားအဆင့်မြေ coach ပေါ့နော်ကပားအဆင့်မြေနေပြရေးတယောက်တော့ရရှိနေပြီဖြစ်ပါတယ် okay အဲ့တော့ဒီနေ့ကိုအောင်လာအတွက် အဆုံမကောင်းတောင်းပေးကြပါဦးလို့ပြောချင်ပါတယ်။နောက်မကြသေးပါဘူးနော်။အခုညနေရှိနေပြီဆိုပေမဲ့နောက်မကြသေးပါဘူး။သူနေထိုင်တဲ့အမေရိကမှာတော့အခုမှပဲမနက်ပိုင်းရောက်ပါတယ်နော်။အဲ့တော့သူရဲ့မွေးနေ့ကအခုမှအစတင်တာဖြစ်ပါတယ်။အဲ့ဒါတော့ကိုအောင်လာရဲ့မွေးနေ့အကြောင်းပါလို့မတိတဲ့ညီကိုရတချို့ဆိုရင်စာမဖတ်အောင်လေ။အဲ့လိုကြောင့်ကျွန်တော်ပြောပြပြီးတော့ဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာကပါလေဆိုရင် ခုနပြောခဲ့တဲ့အတိုင်းပဲအရေးကြီးတဲ့အကြောင်းအရာတစ်ခုပါအဲ့ဒါကတော့ဒီအရပါခင်ဗျစောဂျွန်ကျွန်တော်တို့မြန်မာလက်ဝဲဖိုင်တာစောဂျွန်ရဲ့အကြောင်းပါအားလုံးလည်းမမိကြမှာထင်ပါတယ်စောဂျွန်ကလက်ရှိခွန်ခမာပွဲမှာလက်စွမ်းပြနိုင်တယ်ခွန်ခမာပွဲကြီးကစားနေတဲ့ဖိုင်တာ ဖြစ်ပါတယ်တကယ်လည်းကောင်းတဲ့ဖိုင်တာပါအဲ့တော့အရင်နှစ်လလောက်ပါဗောနော်အရင်နှစ်လလောက်ကသူ့ကို ဒီ GMA promotion ပေါ့နော်ဒီ promotion ကတော့ Vietnam မှာရှိတဲ့ promotion MMA promotion ဖြစ်ပါတယ်ဒီ GMA promotion ကအတူကိုစာချုပ်နဲ့လမ်းခေါ်တော့ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီသူလေ့ကျင့်ပင်စင်နေတဲ့ခွန်ခမာဂျင်ကအချင်းပိုင်ရှင်ကသူကိုစာချုပ်လက်မှတ်ထိုးခိုင်းပြီးတော့ဒီဘွဲကိုကစားခွင့်ပေးလိုက်ပြီဖြစ်ပါတယ်အဲ့တော့စာချုပ်ချုပ်ထားတာက ကြာပြီလွန်ခဲ့တဲ့2လလောက်ကပြီးတော့ legend ပြင်ဆင်နေရလဲကြာပြီဖြစ်ပါတယ်เนาะစောကြုံကတော့ MMA ကိုလည်းစိတ်ဝင်စားတဲ့အတွက် ground game ဘိုင်းကိုလည်းပြင်ဆင်ထားပြီဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးပွဲဦးထွက်ပွဲကိုဒါမဲ့24ရက်နေ့ကြီးရှုရတော့မှာဖြစ်ပါတယ်ဒါကတော့စောကြုံရဲ့အကြောင်းပါ sorry ပါနော်ကိုရေးဖန်ရုပ်ပြတယ်ရုပ်ပြပြောရင်အစင်ပိုပြဲမယ် bro တဲ့ရုပ်ဆိုးလုံးလို့ပါနော် ရေကျွန်းမှာလည်းအားပေးနေတယ်โอเคကျေးဇူးပါခင်ဗျအကိုရေပန်းကျေးဇူးပါခင်ဗျရုပ်ဆိုးလုံးလုံးပါเนาะအဲ့ဒါကြောင့်မပြမပြရေးတာပါโอเคအဲ့တော့စောဂျွန်ကโอเคပြန်ဆောင်မယ်เนาะစောဂျွန်အကြောင်းပြန်ဆောင်မယ်စောဂျွန်ကအခုလာမယ့်24ရက်နေ့ဒီလ24ရက်နေ့မှာဒီဗီယက်နမ်နိုင်ငံမှာရှိတဲ့ GMA MMA promotion မှာထိုးတက်ရတော့မှာဖြစ်ပါတယ် အဲ့တော့ဒီ promotion ကဘယ်လိုမျိုးပုံစံသွားလဲဆိုရင် PFM promotion နဲ့ပုံစံဆင်းပါတယ်ခင်ဗျာအခြားပုံမှန်ကျင်းပနေတဲ့ပွဲစဉ်တွေလည်းရှိတယ်ဒါပေမဲ့အခုဇောကြောင်ကိုဖိတ်ခေါ်တဲ့ပြိုင်ပွဲကတော့ဒီအရှိတောင်အရှာပေါ့နော်ဒီကဇောကြောင်မှာဒါမြန်မာဒါကတော့ထိုင်းဒါဒါကတော့မလေးမလေးရှားပေါ့နော်ဒါကတော့ဗီယက်နမ်ဒါကတော့ကမ်ဘောဒီးယားအဲ့တော့သူတို့ကျင်းပတဲ့ပုံစံလေးတကယ်ကိုမှိုက်တယ်နိုင်ငံတကာအဆင့်မီပုံစံဖြစ်တယ် ပြီးတော့ဒီပွဲက MMA ပွဲစဉ်လွန်ခဲ့တဲ့ဒီ2024ခုနှစ်ရဲ့ချန်ပီယံဒီတယောက်ပေါ့နော်ဒါဗီယက်နမ်ဖိုက်တာအဲ့တော့ဒီပြိုင်ပွဲရဲ့ပုံစံဘယ်လိုသွားမလဲဆိုရင် PFL promotion နဲ့ချန်ပီယံလူပွဲတဲ့ပုံစံဆင်တယ် series လိုက်သွားတာပေါ့နော်အခုဒါကတော့၅ချိန်မြောက် series ဖြစ်ပါတယ်ဒီ series ကဘယ်လိုမျိုးသွားမလဲဆိုရင်ဒီမှာကြည့်လိုက်ဒီပြတဲ့ပုံစံအတိုင်းပဲ အခုသူတို့ပေါ်ပြထားတဲ့ပုံစံအတိုင်းဆိုရင်တော့ပထမအုပ်ဆုံးအဖွင့်ပွဲမှာကျွန်တော်တို့စောဂျွန်က Time Fighter နဲ့တွေ့ရဖို့ရှိနေပါတယ်။နော်ပထမအဆင့်မှာ Time Fighter နဲ့တွေ့ရမယ်။ပြီးတော့အနိုင်ရရှိတဲ့လူနှစ်ယောက်ပေါ့နော်။ပြီးတော့ဒီ Malaysia Fighter နဲ့ဒီ Cambodia Fighter နဲ့တွေ့မှာဖြစ်ပါတယ်ဒီမှာနော်။အဲ့တော့အနိုင်ရရှိတဲ့ Fighter နောက်ထပ် Semi Final တက်ဖို့ပေါ့နော်။ Semi Final တက်မယ်၄ယောက်ဒီမှာပြန်ရှင်းပြရမယ်။ ဒီမှာစီမင်းဖိုင်နဲ့အဆင့်ရောက်မယ်အနိုင်ရတဲ့သူနောက်ဆုံးဘယ်သူနဲ့ရှင်ပြန်ရမလဲဆိုရင်လွန်ခဲ့တဲ့2024ခုနှစ်ရဲ့ချန်ပီယံ Vietnam Fighter နဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ဝါအဲ့တော့တကယ်လေစိတ်ဝင်စားဖို့ကောင်းပါလေ။ကျွန်တော်တို့မြန်မာပရိသတ်တွေအားဒီပုံစံဒီ series လိုက်သွားတဲ့ပုံစံကိုရင်းနှီးပြီးတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကဘာလို့ပြောမလဲဒီဘောလုံးပွဲမှာပေါ့နော်။ဘောလုံးပွဲ Champion League တော့ Europa League တော့ကျွန်တော်တို့ကြည့်နေကြတာပေါ့နော်။ Okay စကားမဆက်တင်ရတော့ မန်ယူနဲ့စပါရဲ့ဒီယူရိုပါလိချန်ပီယံလုပ်ဘက်ရှိပါတယ်နော်ဒီမနက်အာမနက်ဖန်မနက်နှစ်နာရီပေါ့နော်ဘယ်သူနိုင်ရလို့ထင်ကြလဲတစ်ချက်လေး comment ပေးခဲ့ကြပါကျွန်တော်တော့မန်ယူတော့တိတ်အယုံကြီးတော့မကြည့်တော့ဘူးဘယ်လိုလာမလဲတော့မပြောတတ်ဘူးနော်အဲ့တော့ဆက်ပြီးအားပေးလိုက်ကြအောင်ဗျဟုတ်ပြီအဲ့တော့အဲ့ဒီပုံစံပါပဲချန်ပီယံလုပ်ပွဲပေါ့နော်ဒါကချန်ပီယံလုပ်ပွဲအဲ့တော့သူတို့ခေါင်းစဉ်တက်ထားတာက2025ရဲ့ချန်ပီယံ အရှိတောင်အရှာရဲ့တကယ်အကောင်းဆုံး MMA fighter MMA fighter MMA ဘယင်ပေါ့နော်ပြောမှဆိုရင်2025ခုနှစ်ရဲ့ MMA ဘယင်ကိုရွေးချယ်သွားမယ်ဆိုပြီးတော့တော်တော်ကောင်းစင်တက်ထားတာတွေ့ဖြစ်ပါတယ်နော်အဲ့တော့တကယ်ကိုကောင်းတဲ့ promotion ဖြစ်တယ်ဒီ promotion တကယ်ကိုကြမ်းပါတယ် GMA promotion မှာအဲ့တော့ तू က cash မှာ Octagon One အတွင်းမှာ total ပုံစံမဟုတ်ပဲနဲ့ तू ကတော့ဒီလဝိစင်ပေါ့နော်လဝိစင်ပဲမဲ့ဒီရိုးရာပုံစံမျိုးကျင်းပလာဖြစ်ပါတယ်နော် ရိုးရာအခုခင်မြေလဝဲစင်ပုံစံမျိုးမဟုတ်ဘူးအရင်ခေတုန်းကအရင်ပုံစံတော့ကျင်းပတဲ့အကျိုးကြီးနေပေါ့နော်အဲ့လိုမျိုးရိုးရာလဝဲစင်ပုံမှာပြင်းကြမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲရတယ်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ကြည့်ရမယ်အခြေအနေပေါ့နော်အဲ့ဒီအသေးစိတ်ကိုတော့ကျွန်တော်ဒီ Facebook page မှာပဲပြန်လေးချိန်ရပြီးတော့ဖြစ်ပါတယ်အခုအစောဂျွန်ကတော့ကမ်ဘောဒီးယားနိုင်ငံမှာပဲလေ့ကျင့်ပြင်ဆင်နေတာဖြစ်ပါတယ် brown gain တွေရောဒီတိရှာကိုပြင်ဆင်နေပြီဖြစ်ပါတယ်เนาะညတော့ စောကြောင်ရဲ့အပွဲအကြောင်းပါတကယ်ကိုအရေးကြီးတဲ့အပွဲစဉ်ပါโอเคနောက်ထပ်အကြောင်းအရာတစ်ခုကတော့ပါလေဆိုရင်ဒါတော့ကျွန်တော်လည်းတချို့ပရိသတ်တွေလည်းတွေ့ပြီးတာဖြစ်မှာပါအင်းမွေအင်းမွေကတမကြီးလိုက်သူလေ့ကျင့်ပြီးတော့ဒီတိုက်ချက် ချက်ကင်ပြီးတော့ကနေတာပေါ့နော်သူရဲ့ Facebook အကောင့်မှာ live stream ပြီးတော့အဲ့လိုမျိုးကနေတာဖြစ်ပါတယ်အဲ့တော့အညီကိုတချို့ကလည်းသူ့ကိုစိတ်ဝင်စားတဲ့ညီကိုတွေပေါ့အတိုက်ချက်စိတ်ဝင်စားတဲ့ညီကိုတွေကြတော့သူ့ကိုကြက်ကြည့်လာဖို့လက်ဆောင်ယူလာပေးဖို့သူ့ကိုပြောကြတာဖြစ်ပါတယ်ဒါဒီအိမ်မွေကတော့မင်းရ live stream ပြောပါပြန်ပြောလေးဆိုရင်တိုက်ချက်ကြည့်လာလို့အဆင်မပြေဘူးတဲ့မြန်မာပြည်ကတိုက်ချက်ကြည့်လာလို့အဆင်မပြေတဲ့အတွက်တိုက်ချက်ဥလို့ယူလာလေးတဲ့နော်အဲ့တော့ဒီဒီဘက်တောက်ချန်ရမှာသွားကြည့်တဲ့ညီအကိုတွေ စောစောရောက်တဲ့လူတွေတော့ဒီတိုက်ကျက်ဥတွေဝါသနာရှင်တွေတော့ရမှာဖြစ်ပါတယ်နော်ဒါတော့ပရိတ်တက်ပရိတ်တက်တွေကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းအဲမွေကပြသလိုက်တာဖြစ်ပါတယ်နော်တကယ်ပဲယူလာပါတယ်ဒီမှာတိတ်တော့မမြအောင်တိ1 2 3 4 5 6အထိမှတော့ရှိအောင်မထင်နဲ့အဲ့တော့6ရောက်နဲ့ခုနှစ်ရောက်လောက်တော့ရမယ်ထင်တာပဲနော်တိုက်ကျက်စိတ်ဝင်စားတဲ့ညီကိုလေးဒီတစ်ပတ်တော့ကြာရမှာဘန်ကောက်ကိုသွားပြီးတော့ သူ့ရဲ့ပြိုင်ပွဲကိုသွားကြည့်ပြီးတော့ဒါ free ယူလို့ရမှာဖြစ်ပါတယ်အဲ့တော့အေးမွေကလည်းပြောထားတာဖြစ်ပါတယ်နော် free လာယူလို့ရတယ်ဆိုပြီးတော့ predict တွေကိုပြောထားတာဖြစ်ပါတယ် okay အဲ့ဒါတော့အပြောလို့ပေါ့ပေါ့နော်တည်င်းပုံစံမဟုတ်အပြောလို့ပေါ့ကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်အကြောင်းအရာတစ်ခုရှိသေးတယ်အဲ့ဒါကပါလဲဆိုရင်ဒီအခုတော်တော်များများကျွန်တော်ပြောနေတဲ့အကြပါနော်။ဒါခင်ဗျားကပါလို့တမလားခမ်းစက်ဘက်ဟိုမဟုတ်ဘဲနဲ့ တယ်မလားတည်သူ dragger to plus ပဲဘာလို့အဲ့လိုထိအဲကာဗာယူပြီးပြောနေလဲပေါ့နော်တချို့ကလည်းတိတ်ဟိုဟာမဖြစ်ဘူးပြီးတော့နောက်တစ်ခုကကျွန်တော်ပြောချင်တာတစ်ခုကဘာသာရေးတွေမပြောကြပါနဲ့နော်အားကစားကိုအားကစားလို့ပဲကြည်ကြပါကျွန်တော်ကတခြားပါတာအကုန်လုံးကိုလေးစားတယ်အကုန်လုံးကိုချစ်တယ်နော်အစ္စလမ်ပါတာဝင်အကုန်လုံးကိုချစ်တယ်ခရစ်ယာန်တွေကိုလည်းချစ်တယ်နော် ဗုဒ္ဓဘာသာဝင် fighter တွေအကုန်လုံးလည်းချက်ပါတယ်ကျွန်တော်နော်ဘာတူကမှမမုံပါဘူးဒါပေမဲ့ကျွန်တော်ကဘယ်လိုလဲဆိုရင်ဒီ fighter တွေကို သူတို့ကစားတဲ့ပုံစံကိုကြည့်ပြီးတော့ပဲကျွန်တော်ကအာကျွန်တော်အကြိုက်တွေ့မတွေ့ဘူးနော်အဲ့ပေါ်မှာပဲမူတည်ပြီးတော့ကျွန်တော်ကရေးသားတာဖြစ်ပါတယ်တကယ်လို့တစ်ဖက်ဆောင်ရဖြစ်နေရင်လည်း sorry ပါအဲ့ဒါဘာသာရေးနဲ့မဆိုင်ပါဘူးနော်အဲ့ဒါကြိုပြီးတော့ပြောတာပါတချို့ညီကိုတွေကမရတော့ပြဘာသာရေးနဲ့ပဲလာလာပြောနေကြတော့တကယ်လို့ ဥပမာပြောမယ်ဆိုရင်အစ္စလာမ်ကရှက်အကြောင်းပြောလိုက်မယ်ဆိုရင်ဟာဒီကောင်းအောင်ဒီအစ္စလာမ်မကရှက်ဒီကောင်းစိုးကမုန်းနေတာပေါ့အဲ့လိုမျိုးတွေဖြစ်နေမှာနော်မဟုတ်ပါဘူးဗျသူရဲ့ကစားပုံကိုကြိုက်မကြိုက်တာအဲ့ဒီပုံမှာမို့တည်ပါတယ်နော်အဲ့တော့ကျွန်တော်ပြောမယ်ဆိုရင် LS Barrier လည်းအစ္စလာမ်ပါတာဝင်ပဲ LS Barrier ကိုလည်းကျွန်တော်ကြိုက်ပါတယ်နော်တကယ်ကိုကြိုက်ပါတယ်ပြီးတော့ဒီဒီ Shara Bullet ပေါ့နော် Shara Bolt ဒီပါလဲ the bullet fighter ဗောနော် the bullet fighter ကျွန်တော်ပုံပြပါမယ်နော် the bullet fighter ဒီမျက်လုံးတစ်ဖက်တိတ်မကောင်းတဲ့ fighter ဗောနော်သူလည်း islam ဘာသာဝင်ပါပဲနော်ကျွန်တော်တကယ်ကိုအားပေးတဲ့ fighter ကျွန်တော်အကြိုက်ဆုံး fighter ထဲမှာပါတယ်တော့မှကြည့်လိုက်ဒီတယောက်ဗောနော်ဒီတယောက်ဗောနော်အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာပါနော်ဟိုမဆိုင်တဲ့ဟာကြီးစွဲမထည့်ကြပါနဲ့ကျွန်တော်ကအခုလဝိအားကစားအကြောင်းပြောနေတာဖြစ်ပါတယ်လို့နော်အဲ့ဒါတိစေချင်ပါတယ်ကျွန်တော်အကုန်လုံးကိုချက်ပါတယ်ဘယ်လိုမှမဟုတ်ပါဘူး ဲ့တော့ဒီကြောင်းရကိုပြန်ပြောမယ်ဆိုရင်ကျွန်တော်က concept ကိုလည်းတကယ်ကိုကြိုက်ပါတယ်ဒါပေမဲ့ concept ဘက်ထက်ကျွန်တော်ကဒီ dragon duplicate ကိုအားပေးတာဖြစ်ပါတယ်ဒီပွဲမှာကြတော့အဲ့တော့အရင်နေ့မှလည်းပြောထားပြီလားကျွန်တော်အကြောင်းမရှိလို့ရှောင်ပြောနေတာမဟုတ်ပါဘူးဘာလို့ dragon to blessed ပဲရှိနေလဲဆိုရင်သူကတကယ်ကောင်းတဲ့ fighter အခုဒီမှာပေါ်ပြထားတဲ့အတိုင်းပါပဲ EFC 2016မှာ EFC ရဲ့ welterweight champion ဖြစ်လာတယ်2019မှာ EFC ရဲ့ မီဒယ်ဝိတ်ချန်ပီယံဖြစ်လာတယ်နှစ်ထပ်ကွန်ချန်ပီယံပေါ့နော် EFC promotion တော့လည်းအားလုံးတည်တဲ့အတိုင်းပဲတကယ်ကိုကောင်းတဲ့ promotion promotion အကြီးတစ်ခုပေါ့နော်ပြီးတော့2018မှာဒီမှာ2018မှာလည်း KSW promotion ရဲ့ middleweight champion ပြန်ဖြစ်လာပါတယ်နော်တွေ့တဲ့ fighter မဟုတ်ဘူးပြီးတော့လက်ရှိ UFC မှာလည်း middleweight champion ဖြစ်နေပါတယ်အဲ့ဒီအချက်တွေကြောင့်ကျွန်တော်ပြောရခြင်းဖြစ်ပါတယ် ်တယ်မလားအခုမှအသက်က30မှအသက်နဲ့ပဲရှိသေးတယ်ဒီခမ်းသက်ချမိုင်းရဲ့အသက်ကရွယ်တူပဲခမ်းသက်ချမိုင်းရဲ့31သူလည်း31ဒါပေမဲ့ခုနကပြောတဲ့အတိုင်းပဲသူကြောဖြတ်ခဲ့တဲ့ဟာသူချန်ပီယံလူပွဲကစားခဲ့တဲ့ဟာမှမူတည်နေပါတယ်နော်အဲ့တော့32နှစ်မှာမတူညီတဲ့ promotion ၃ခုရဲ့ champion ဖြစ်တဲ့အထိစွမ်းဆောင်ခဲ့ပြီးတော့ဖြစ်ပါတယ်။အဲ့တော့ Dragon Duplex ရဲ့အားသာချက်အသွေးကြောင်ပိုင်း ဲဒါကြောင့်ကျွန်တော်ကသူ့ကိုခံမှန်းပေးတာဖြစ်ပါတယ်ခံစက်ကိုမကြိုက်လို့ပြောတော့မဟုတ်ဘူးတကယ်ကိုကောင်းပါတယ်ခံစက်လည်းနော်ခံစက်လည်းတကယ်ကိုကောင်းပါတယ်ခံစက်ကဘယ်မှာကောင်းမလဲဆိုရင် तू ကတော့ချန်ပီယံတစ်ခါမှမဖြစ်ဘူးလေပေါ့ MMA မှာနော်ကျွန်တော်ပြောတာ MMA မှာချန်ပီယံတစ်ခါမှမဖြစ်ဘူးလေ तू ကဘယ်မှာချန်ပီယံဖြစ်လဲဆိုရင်ဒီနှစ်ပန်းပေါ့ဆွေဒင်နိုင်ငံမှာကစားတဲ့နှစ်ပန်းပြိုင်ပွဲမှာပဲ तू ကဒီချန်ပီယံဖြစ်တာပါအဲ့ဒါတော့နိုင်ငံတော်အဆင့်ပေါ့နော် ပြီးတော့တချို့လူတွေကလည်းပြောလိမ့်မယ်ဟာသူ့မှာအခွင့်အရေးနေနေလို့ပေါ့နော်ဒီဟိုပြောင်းဒီပြောင်းအဲ့လိုမျိုးနိုင်ငံရေးအခြေအနေကြောင့်သူ့မှာဒီအခွင့်အရေးနေလို့လည်းဖြစ်နိုင်တယ်ဆိုပြီးတော့ပြောချင်ပါလိမ့်မယ်နော်အဲ့ဒါလေသစိတ်တည်နေတာတော့မှန်ပါတယ်ဒါပေမဲ့အခုအချိန်ထိစွမ်းဆောင်ပြထားတဲ့ ပုံစံအနေအထားအရတော့ကျွန်တော်ကတော့ jacket to plastic ပဲပို့ပြီးတော့အားတာနေလို့သူ့ဘက်ကခံမှန်းပေးတာဖြစ်ပါတယ်နော်အဲ့တော့အညစ်ကိုတွေတိစေချင်ပါတယ်ဘတုကမှဘေပါတာရင်အဲကိုမှကျွန်တော်မုံချင်းမရှိပါဘူးအကုန်လုံးကိုချက်ပါတယ်နော်အဲ့တော့အာဒီပွဲကိုခံမှန်းတာလေအဲ့ဒီအချက်တွေကြောင့်ကျွန်တော်ကခံမှန်းပေးတာဖြစ်ပါတယ်အဲ့တော့အညစ်ကိုအညစ်ကိုတွေကိုတိစေချင်လို့ကျွန်တော်ပြောပြတာဖြစ်ပါတယ်โอเคအဲ့တော့ဟိုဘက် page မှာတော့ live လုပ်နေဖြစ်ဘူးမဟုတ်လို့ဆိုရင် ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့ Facebook အကောင့်က live page ပေးထားပါတယ်။နောက်လာလောက်မှာပဲကျွန်တော် live ပြန်လို့ဖြစ်မှာဖြစ်ပါတယ်နော်။အဲဒါကြောင့်ပဲအခုလက်ရှိတော့ဒီအကောင့်မှာပဲကျွန်တော် live လင်းလာဖြစ်ပါတယ်။ညီကိုတွေနဲ့အမြဲတမ်းဆက်တွေ့လို့ရအောင်ပေါ့နော်။အမြဲတမ်းဆက်တွေ့လို့ရအောင်ကျွန်တော် live လင်းပေးတာဖြစ်ပါတယ်။ဟုတ်ပြီအဲတော့အခုညီကိုတွေရလဲပါညီကိုတွေပါဒီမေးချင်ကြလေကျွန်တော်တည်တဲ့လောက်လေပြန်ပြီးတော့ဖြေပေးသွားမှာဖြစ်ပါတယ်။ကိုရေးဖန်တော့ရုပ်ပြတယ်ဟုတ်တယ်ကျွန်တော်ရုပ်ပြချင်တယ် ကျွန်တော်ရုပ်ပြချင်တယ်နော်ဒါပေမဲ့အာရုပ်တော်လေးကိုစိုးနေလို့ကျွန်တော်မပြရေးတာပါနောက်တော့တွေ့ရမှာပါနော်โอเคအဲ့တော့တခြားညီကိုတွေပါနေတီချင်းရှိကြလိမ့်ဗျတချက် comment ခေကြပါနော်အဲ့တော့ဒီတစ်ပတ်ကကျွန်တော်တို့အေးမွေရဲ့ပွဲကြည့်ရမှာဖြစ်ပါတယ်အေးမွေရဲ့ပွဲကအာခါတိုင်းခါတိုင်းပွဲရည်နဲ့မတူပါဘူးဒီပွဲကတော့ညနေမှာဖြစ်တယ်ဒီခုံမိန်ပွဲစဉ် ပေါ့နော်ခုံမင်းပွဲစဉ်မှာကျွန်တော်တို့ကြည့်ရှုရမှာဖြစ်ပါတယ်အဲမွေကဒီနေ့အစေးစစ်ပြီးသွားပြီပွဲကြိုပေါ့နော်ပွဲကြိုသူ့ရဲ့ကျမ်းမာရေးအချိန်နဲ့ပွဲကစားလို့ရမရအဲ့လိုမျိုးအဲ့လိုမျိုးတွေကျွန်တော်ဒီနေ့သူကစစ်ပြီးသွားပြီဖြစ်ပါတယ်မနက်ဖြန်ကတော့ weight ချိန်မယ်ပြီးရင် hydration test စစ်မယ်ပြီးတော့အာ neck ညနေ3နာရီ2နာရီ3နာရီလောက်ဆိုရင်တော်တော် face off လုပ်မှဖြစ်ပါတယ်နော်မျက်နှာချင်းဆိုင်ပေါ့မျက်နှာချင်းဆိုင် face off လုပ်ပြီးတော့ပွေးရတော့တောက်ကြိုင်ရမှာကြီးရှုရမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်မရှိကြတော့ထင်တယ် comment ခေကြပါဗျ comment ခေကြပါတခြားဟုတ်ပဲ page ကညကိုရီဒီဘက်ကိုတိတ်မရောက်လာကြောက်ထင်တယ် sorry ပါဗျာ home page မှာတော့ဘလို့မှ live လို့မရတော့သူတို့ပိတ်ပေးထားပါတယ်ပိတ်ပေးထားလို့များလို့ကျွန်တော်ဘယ်လိုမှ live လို့မလွင်ဖြစ်တော့ပါဘူးအဲ့ဘက်မှာနောက်လာတော့မှာပဲသူတို့ပြန်ဖွင့်မှာပဲကျွန်တော် live လင်းဖြစ်မှာဖြစ်မှာเนาะအဲ့တော့ခဏပြောခဲ့တဲ့အတိုင်းပဲဒီနေ့ပြန်ခြုံပြီးတော့ပြောမယ်ဆိုရင်စောဂျွန်ရဲ့ MMA ပွဲစဉ်ကြီးရမှာဖြစ်တယ်စောကြောင်ကတော့တည်တယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာလောဝေဖိုက်တာလက်ရှိခွန်ခမာပွဲမှာကစားနေတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်အဲတော့ကိုအောင်လာပြီးရင်တော့စောကြောင်ရဲ့အလေလာမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်စောကြောင်အလုံးမင်္ဂလာပါဗျမင်္ဂလာပါဗျ မင်္ဂလာပါဗျကဲအဲဆိုရင်တခြားမေးစရာပါမမရှိတော့ဆိုကျွန်တော်ဒီညတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်